ဘာဘာလားမသိသွားဘာသွားရဲ့အချိန်မှာအဲ့လိုအအကောင်လေးနှစ်ယောက်ကညီမကိုလာနှုတ်ဆက်တာနှင်းနှွေမှတ်လားဆိုပြီးမှရမ်းပျော်သွားအော်ဟုတ်ကဲ့ဆိုတော့တမုန်လာရိုက်လာရဲ့ပြီးတော့ဘာဆက်ဖြစ်သွားလဲတဲ့သူအဲ့လိုမြင်ရမြင်ချင်မှာကွင်းဝရဲ့ပြီးသွားပြီလေးဆိုတော့လေအဆက်လေးကြီးကျင်နေတဲ့ဆိုချင်မှာအိုးအဲ့မှာညီမအိုင်ဒီယာရောက်သွားပါဘောနော်အိုင်ဒီယာရောက်သွားပြီးတော့အဲညီမတို့တိုင်မင်းနေညီမတို့ဒါကို sequel အနေနဲ့ဆက်သွားမယ်ဆိုတဲ့အချိန်မှာဒါကိုဆက်လုပ်တာပါနော်လုပ်တော့အရင်ကြီးရတဲ့ဟိုက ဟိုနှင်းတွေနဲ့ရဲတိုင်းနောက်ဆုံးမှာ꿰သွားရေပေါ့နော်꿰သွားပြီးသူတို့ပြန်တွေ့ရင်ဘာဖြစ်မလဲဆိုရယ် question mark နဲ့ဇလောင်းပြန်စထားဟုတ်အော်ယနေ့အကြောအဓိကဟိုအိမ်နောက်ရှင်တယောက်ဖြစ်တယ်ပြီးတော့အဲ့ညီမရဲ့ပထမဆုံးဒီဟာအနုပညာစလုပ်တဲ့အချိန်မှာလောကရဲ့ကားဆိုတော့လေညီမအနေနဲ့လိုအပ်ချက်တွေရောရှိရပါဘောနော်ဒါမဲ့ အဓိကကတော့ဘာလဲဆိုတော့ဒီအိမ်အောင်ရှင်မတယောက်ရဲ့စိတ်ကိုတွင်းရတာပေါ့အဲ့တော့ကိုကအိမ်အောင်လည်းမကြဘူးခလေးလည်းမမွေးဘူးဆိုတော့အဓိကအနီးစပ်ဆောင်အမေပေါ့နော်အမေကိုမေးရယ်အမေကိုမေးပြီးတော့အမေဘလို့စိတ်ထားခဲ့လဲပေါ့အိမ်အောင်တစ်ခုမှာဆိုတော့အဲ့ဒါကိုပဲအမေအမေ character ကိုပဲအနီးစပ်ဆုံးယူလိုက်တာပေါ့နော်အမေကကြာနည်းနည်း shock ဖြစ်တဲ့ထဲမှာပါတယ်ဆိုတော့အဲ့ဒါကိုမှနည်းနည်းတုံးတဲ့ပုံစံပေါ့ပြီးတော့ဒီညီမမှတ်မိခဲ့တဲ့ညီမငယ်ငယ်တုန်းက ညီမအမေရဲ့ပုံစံပေါ့အိမ်မှုကိစ္စလုပ်တာ၄အဲတာသမီထိန်းချောင်းတာ၄ယောက်ျားကိုပြုမှုဆက်ဆံတာပေါ့အဲ့ဒါလေးနဲ့ပေါင်းပြီးတော့လုပ်ခဲ့ရပါဟုတ်အဲအဓိကကြတော့ဟိုပါဗောဆရာဆိုးထိုက်ပေါ့နော်ဆရာဆိုးထိုက်ကိုဆရာဆိုးထိုက်ကိုပြောညညီမတို့ project တခုလုပ်ချင်တယ်လို့ဆရာ short film ရိုက်ချင်တယ်ဆရာမှာအဲ့လိုမျိုးဝတ္ထုတော်လေးရှိလားဗောညီမဆရာအိမ်နှစ်ခုပေါ့ထုတ်ပေးရညီမတို့ရနန်းဆိုတာတခုရဲ့နောက်တော့အညိုဆွဲဟာဗောအညိုကတော့ညီမတို့မရိုက်ရသေးဘူးဗော ယနေ့ကတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ပြရိုက်တာတော့အဲ့ဒီမှာစပြီးတော့လောက်တော့အဖွဲထဲမှာ main ကလေးကညီမတယောက်ပဲရှိရောဟုတ်ညီမလည်းလှုပ်လိုက်ရပါဟုတ်အဲဒီ appearance နဲ့ပတ်သက်ပြီးတော့ညီမဒီရင်းမာဆိုပြီးတော့စပြီးတောက်ကြမိုးအနေနဲ့ debut ထွက်ထဲကညီမရဲ့ appearance နဲ့ပတ်သက်ပြီးတော့မျိုးစုံပေါ့နော်ကောင်းတဲ့ feedback တွေလည်းရှိတယ်လို့ဟိုမဆိုးတဲ့ feedback တွေလည်းရှိရဲဒါမဲ့ညီမကိုယ်တိုင်ကလည်းဒါဟို ြောရရင်အကောင်လုံး like ပြီးတော့မှတ်ယူပြီးတော့ညီမလက်တာဝိတ်ချရဲညီမကိုညီမပြုပြင်ပြောင်းလဲလို့ရပြုပြင်ပြောင်းလဲဆိုတော့အဲ့အကြိုင်တော့ဟိုအိမ်နောင်တဲ့တယောက်အနေနဲ့ဆိုရင်တော့ညီမအိမ်ရောဝဝပြပြလေးဖြစ်နေရတော့လက်ခံလို့ရမယ်ထင်ပါတယ်ဟုတ်အဲ mostly ရောလေညီမကိုယ်တိုင်ကအရင်ကညီမပြောရင်ညီမမသက်အတင်ရောအရန်ယူသွတ်တဲ့ထဲမှာပါရဲဆိုတော့ အညီမတို့ဆရာကြီးရှိရပေါ့နော်ညီမတို့ဆရာကြီးကိုအဲ character တခုရလာလို့ရှင်ဆရာကြီးကလည်းကိုရီကိုအရန်ထောက်ပံ့တယ်ဆိုတော့ဆရာကိုမေးဆရာအဲတမိဒီ character ရလာပြီဆိုဆရာအမဘလို mood သိဘလို့လောက်ဘလို့ preparation လောက်ပေါ့ပြီးလို့ရှင်အဓိကအကြောင်းညီမရဲ့စိတ်ပေါ့နော်ညီမက character တခုရလို့ရှင်အဲ့ character အတိုင်းနေရထိုင်နေစားရတောက်တယ်အဲ့အတိုင်းစီးမျောပြီးနေရပေါ့နော် နေတော့ဟိုဘယ်လိုမှလည်းအဆင်ပြေသွားတာပဲညီမပါဟုတ်ညီမအနေနဲ့ကညီမရဲ့ experience အရာပေါ့နော်ညီမမလွတ်ချနိုင်ညီမ character တွေတခါကြလေကြားလို့ရှိရင်အမျိုးဟိုဟိုတယောက်ဆောင်ရဲ့ character မူတွေပြန်ပြန်ဝင်လာတဲ့အခါကြီးရှိရဲအဲပြောဆိုတွေပြန်ဖြစ်သွားတာရှိရဲဆိုတော့လွှတ်ချမှုအတွက်ဆိုရင်ညီမအခုနောက်ပိုင်းတော့နီးတနီးတွေ့သွားတာပေါ့နော်ဒီ character နဲ့လမ်းခွဲလိုက်တယ်ဆိုရယ်ခံစားချက်ပေါ့အဲ့လိုမျိုးထည့်လိုက်တယ်ဆိုတော့ညီမအဲ့လိုဇလန်းတစ်ခုရိုက်ပြီးွားလို့ရှိရင်ညီမအဲ့လိုခုနှစ်ရက်တစ်ပတ်လောက်ကလေအဲ့လိုဘာမှမလုပ်နိုင်ဘူးအဲ မိုးယိုပြီးတော့နေခဲ့ရတာပေါ့အဲဒီ character ကတော့လွယ်ပါရဲ့ညီမကိုကြတော့ဟိုဒီအိမ်အောင်ကြရဲ့မှုပဲသွင်းရတာဆိုပြီးတော့ကိုပြင်းနေရလဲဒါအပြင်မှာခင်နေရောလေညီမအနေနဲ့ချစ်ဖို့လဲလွယ်မိုးဖို့လဲလွယ်ဆိုတော့ကိုပြင်းနေရတော့အဆင်ပြေပါတယ်ဟုတ်အဲ့လိုမျိုးကမရှိဘူး။ဥမာညီမတို့ကြီးအကုန်လုံးကတခုခုလောက်တော့မယ်ဆိုရင်အမကတော့ဘလို့လောက်ချင်တယ်၊ကိုပြရတော့ဘလို့လောက်မလားဆိုရဟာတော့နှစ်ယောက်ညှိကြတာပေါ့နော်။ညှိပြီးတော့လောက်တယ်။အဲညီမတို့တငယ်ချင်းတွေကြားထဲမှာကောင်းတဲ့အချက်က အဲသူအဲတခုခု achievement ရောက်သွားရင်ညီမတွေကလာအတူတူပျော်ပေးကြရယ်အဲညီမ achievement ရောက်သွားရင်လည်းအတူတူပျော်ပေးကြရယ်အဲအဲ့လိုမျိုးဆိုတော့ဟိုညီမတို့ကြီးမှာလို့မနာလို window ဝါးကြီးလည်းမရှိဘူးပေါ့နော်အဲ့တော့ညီမတို့ရဲ့ friendship တွေကအရင်အဆင်ပြေပါတယ်ဟုတ်အဲတောက်ကြမိုးကထူးထူးဆန်းဆန်းပေါ့နော်တနည်းပြေသွားတဲ့အချိန်မှာပြန်ပေါက်လာတာပေါ့နော်။အော် music lyrics တွေတင်တဲ့ group တွေကပြန်တင်တယ်အဓိကတော့ဟိုတလုံးကမိုးတွေပြွာသွားတာနဲ့လေစိုက်မနဲ့တူတယ် အဲ့လိုမျိုးကြီးတင်တဲ့အချိန်မှာညီမတို့ပျော်ရအောင်ပေါ့နော်နောက်ထပ်တောက်ကြမိုးအနေနဲ့မလာမလဲဆိုတော့ညီမတို့အဲ့ဒါရဲ့ sequel sequel အနေနဲ့ညီမတို့ z တစ်ဆက်လုပ်နေရယ် series ဖြစ်ဖို့များရယ်ဟုတ်အဲအဲ့ဒါကတော့အခုစပြီးတော့လုပ်နေပြီအဲနှင်းຫນွေနဲ့ရဲတိုက်တော့ပြန်ပါလိမ့်မယ်ကျန်တာကြီးအကုန်လုံးကတော့အဲ character အစ်စ်တွေပေါ့ character အစ်စ်တွေနဲ့အဲတောက်ကြမိုးနဲ့မတူဘဲနဲ့အရမ်းမိုက်တဲ့ဇက်တဲ့ဇက်ထွက်လာမှာပါအဲအမှန်တိုင်းပြောရင်ဒီညီမစိတ်တက်ကြရဲ့အချိန်ရှိရပေါ့နော်အဲလွန်ခဲ့အိုးလွန်ခဲ့နှစ်လသုံးလဆိုညီမတော်တော် မန်ဒ break down ဖြစ်သွားတဲ့အချိန်ဖြစ်ရှိရဲညီမ online ကနေလည်းအကြာကြီးပျောက်သွားတယ်လေအဲအဲ့အချိန်တော့ဆိုရင်အဲ့လိုမျိုးဟိုညီမစိတ်တက်တခုခုကြာရယ်စိတ်ရှုပ်ဆရာကြီးရှိပြီဆိုရင်အဲ့လိုမျိုးတောက်ကြမပြောင်းကြည့်ပြတယ်ညီမအနေနဲ့ ဒါ motivation ပေါ့နော်ဟာဒီလောက်တောင်လှုပ်ထားပြီးပြီဒီလောက်တောင်ဆိုသူများရဲ့အတွက်တော့ညီမတို့လှုပ်ထားရဲဆိုတော့တသိသေးလေးပေါ့နော်ဒါပေမဲ့ညီမအတွက်ညီမတို့ team အတွက်ဆိုရင်တော်တော်လှုပ်ထားခဲ့ရယ်ဆိုရဲအတိုင်းတာလို့ပြောပါအဲ့တော့ငါနင်းဒီဒီဘာဖြစ်လို့ငါ short ပေးမှာလဲစိတ်တက်ကြမှာလဲဆိုရဲဟာပြန်ကြည့်ပေးဖြစ်တယ်ပေါ့နော်ပြီးတော့ညီမအခုထိဟို sequel ကညီမတို့ကထပ်လာဖို့ကအရင်ထဲကဟိုဇလန်းစာရဲက season ထားဖြစ်တဲ့အတွက် ်အခုတိဆိုနှင်းတွေမူပါညီမမဖြုတ်ဘူးမဖြုတ်ပဲနဲ့နေရဲအဒါလေးကြရင်နှင်းတွေရဲ့ပြောဆိုရင်အမူအရာရေပေါက်ဝိုင်းဟာရေလည်းရှိရပါတော့เนาะဟုတ်အမ်ညီမတို့ဒီ sequel ကိုစပြီးတော့ဖန်တီးပြတဲ့ဟာကတော့ဒီတောက်ကြမိုးပြီးသွားတဲ့အချိန်မှာအမ်ညီမတို့ညီမပေါ့เนาะအဓိကညီမတို့ဘာဘာလမ်းတည်သွားဘာသွားတဲ့အချိန်မှာအဲ့လိုအအာတောင်လေးနှစ်ယောက်ကညီမကိုလာနှုတ်ဆက်တာနှင်းတွေမှတ်လားဆိုတော့ရမ်းပြော်ွားအော်ဟုတ်ကဲ့ဆိုတော့တမုံလာရိုင်လာရဲ့ပြော် ဘာဆက်ဖြစ်သွားလဲတဲ့သူအဲ့လိုမေးရမြင်ချင်မှာကိုင်းဝါးဟိုပြီးသွားပြီလေးဆိုတော့လေအဆက်လေးကြီးကျင်တယ်ဆိုတော့ချင်မှာဟိုအဲ့မှာညီမအိုင်ဒီယာရောက်သွားပေါ့နော်အိုင်ဒီယာရောက်သွားပြီးတော့အဲညီမတို့တိုင်မင်တယ်ညီမတို့ဒါကို sequel အနေနဲ့ဆက်သွားမယ်ဆိုတဲ့ချိန်မှာဒါကိုဆက်လုပ်တာပေါ့နော်လုပ်တော့အဲအရင်ကြီးကတခုကဟိုနှင်းတွင်နဲ့ရဲတိုင်းနောက်ဆုံးမှာ꿰သွားတယ်ပေါ့နော်꿰သွားပြီးသူတို့ပြန်တွေ့ရင်ဘာဖြစ်မလဲဆိုရယ် question mark နဲ့ဇလောင်းပြန်စထားဟုတ်ဟုတ်ညီမတို့နာမည်ပြောင်းထားရရှင်ဟုတ်အဲ့ဒါတော့ညီမတို့အဲ confirm ဖြစ်ပြီးတော့ ဇာတ်လမ်းတွေမိတ်ဆက်တဲ့ခါကျရင်တည်တည်ကြာအတိကြာလေးပြောပေးမယ်ဟုတ်ညီမတို့ကတော့ဇက်စာရေးနေပြီအဲပြီးတော့အစ်စ်ပါမယ်အတာပေါ့အတာတွေကိုညီမတို့စပြီးတော့ရွှေးနေပြီဟုတ်အဲညီမတို့ဒီတစ်ခေါက်ကနှင်းတွေနဲ့ရဲတိုက် base လဲပါရဲပြီးတော့နောက်ထပ်အစ်စ်တို့ရဲ့ character ရဲ့အဲလုတ်လုတ်လုတ်ထားရဲ့လုတ်ဆောင်ချက်တွေပေါ့အဲအားအကောင်လုံးကိုလည်းညီမတို့လုတ်ထားရဲ့အဓိကတော့ညီမတို့ဒီဇလန်းမာကဒီတစ်ခေါက်လုတ်မဲ့ဇလန်းမာကအဲမျိုးအရင်တောက်ကြမိုးထက်လွမ်းလွမ်းဆွဆွေးလေးနဲ့အဲလိုပိုဝက်တစ်ဖြစ်တဲ့မှုလေးနဲ့ပြီးတော့ဒီဘယ်ပြောမလဲ အချစ်တစ်ခုကိုနူးညံ့စွာချင်းကပ်ကြရဲ့လူတွေရဲ့အကြောင်းကိုပြဖို့များပါတယ်ညီမတို့လည်း character challenging တော်တော်ဖြစ်တယ်ညီမတို့လည်း character challenging တော်တော်ဖြစ်တဲ့ထဲမှာပါရဲ့အရင်နှင်းတွေထက်အများကြီးပြောင်းလဲသွားတယ်ညီမလောက်က mistake တွေအများများတယ်အဲ့တော့ညီမလည်းရင်ခုန်တယ်ဟုတ်ညီမဒီဒီလရဲ့မှာတက်ဝိပေါ့နော်တက်ဝိလောက်မှာညီမ series တစ်ခု ဟိုဟာလက်ခံထားရယ်လက်ခံထားရဆိုတော့ညီမတို့ဒီဆရာပေါ့နော်ဆရာတယောက်ကကင်မရာတက်စ်လာပေးပါဆိုတော့သွားပေးလိုက်တာသွားပေးလိုက်တဲ့အချိန်မှာအဲ့ဒီဆရာနဲ့အတူတူလုပ်တဲ့ဒီ script writer ရယ် director အစ်ရဲ့ကညီမကိုဟို character တခုပေါ့ main character တခုကိုကမ်းလှမ်းလိုက်တယ်ဟိုတနေရာမှာဆက်သွဲရအဲ့မှာဆိုရင်လဲဇက်ကညီမကပေါ့ single mother လောက်ကမှာပေါ့ single mother လောက်ကမှာ ဲ့လိုမျိုးဆိုတော့အိဆက်ဆိုလဲညီမတို့ challenging ဖြစ်တယ်ညီမတို့အခုအဲ့ character move လိုမျိုးတော့နေကြည့်ငယ်ပေါ့ဟိုဟာ trader တော့ request ထုတ်ထားရဲ့အခုထပ်ပို့ပြီးတော့ wait ချပေးပါပေါ့နော် wait ချပေးဆိုတာဟိုပိန်သွားတာမဟုတ်ဘူးအဲ့လိုမျိုးစိတ်တက်ကြပြီးတော့ဂျုံနေရဲ့ရုပ်ကိုလိုချင်တယ်ဆိုတော့ညီမအခုတော့ အဲ့မျိုးအဲ့ချိန်ရှော့အိတ်တာတော့အဲ့မျိုးအဲ့မျိုးနည်းနည်းဟိုပိုချုံအောင်လို့ပြေးရည်ပါပြီးတော့ပြန်လုံနေဟုတ် single မသားကြတော့မျိုးညီမတငယ်ချင်း2ယောက်ရှိရေပေါ့နော်ညီမတို့အခွဲရဲမှာဆိုတော့အဲအဲသူတို့အသက်ရွယ်ရလဲအဲ့လိုမျိုးပဲဆိုတော့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ညီမအဲ့အဲ့ character သူ့မို့ကိုယူရယ်ပေါ့နော်သူတို့ကြတော့အဲဇလန်နဲ့မှာကဟိုသူတို့အပြင်ကကြတော့ဒီသူတို့အမျိုးသားရင်းနဲ့အကြောင်းမျိုးကြောင့်ကွဲသွားပါဘူးညီမတို့ကြတော့အမျိုးသားဆုံးသွားတာကိုမသိဘဲနဲ့ဟိုရုံးကန်ရတဲ့ single မသားပေါ့ ဟုတ်အဲပြီးလို့ရှိရင်ညီမဟိုဟာတအနေနဲ့တော့ဆက်တကားလာမှာအဲညီမကတော့လေဟိုပြစ်နိုင်ရဲ့ဘဲကာရက်တာဖြစ်ဖြစ်တော့ညီမအနေနဲ့လုံပြကျင်တယ်လုံကြည့်ကျင်တယ်အဲဥမာညီမအတွက် challenge ဖြစ်မဲ့ဟာဆိုညီမပို့ပြီးတော့သဘောကျတယ်ဆိုတော့လေအဲဘယ်လိုမျိုးပဲလာလာညီမဘက်ကညီမကိုစွမ်းညံစွမ်းရှိတလားပေါ့နော်ညီမအများကြီးလုံပြကျင်တယ်အဲ့ဒီအတွက်လည်းညီမအများကြီးပြင်ဆင်နေရပေါ့ဟုတ်အဲညီမအနေနဲ့ဒီနောက်လာမယ့်အမှုပညာရေးကိုလည်းအဲဆက်ပြီးတော့စောင့်ကြည့်ပြီးတော့အားပေးပြီးတော့ အဲအဖြစ်တွေရှိရင်ဝေဖန်ထောက်ပြပေးပါအဲပြီးတော့အာတခုခုလိုရရင်လည်းပြောပေးပါလို့ပြောချင်ပါသေးတယ်ပြီးတော့အခုညီမတို့ကိုရန်နေကြရင်ထွက်မယ်အဲရနက်ဆိုရယ် short film လေးမှာလည်းအဲသေချာကြည့်ပြီးတော့ဗောနော်ညီမတို့ဒီတူလာအနေနဲ့ဗောနော်ပြိတ်သက်နေနဲ့ဟိုချစ်သက်စိတ်လေးနဲ့ကြည့်ပြီးတော့အားပေးဖို့အတွက်ညီမမြေတားရဲခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်